ယနေ့ခေတ်ရဲ့တိုးတက်ပြောင်းလဲလာတဲ့ကမ္ဘာကြီးမှာဆိုရင်တဦးနဲ့တဦးဆက်သွယ်ဖို့အလောက်ကအခွင့်အလမ်းကောင်းတွေရရှိဖို့အတွက်ဘာသာစကားကလည်းအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်ဘာသာစကားတွေတဲကမှတရုတ်ဘာသာစကားကလည်းယနေ့ခေတ်ရဲ့လူသုံးများတဲ့အရေးပါတဲ့ဘာသာစကားတစ်ရပ်အနေနဲ့ဖြစ်လာခဲ့ပါတယ်။အဲဒါကြောင့်မို့လို့ဒီကနေ့မှာတော့ချန်တက်ထန်၅ဘာသီလတက်တက်လွတ်ဘုံကျောင်းမှာကလေးတွေအတွက်တရုတ်စာကိုစနစ်တကျတင် जा ပေးနေတဲ့ဆရာတစ်ယောက်နဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်။ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆိုင်းမေးလန်းလို့ခေါ်ပါတယ်ခင်ဗျာကျွန်တော်ကမြန်မာလူမျိုးပါခင်ဗျာမိဘတွေလည်းဗမာပါပဲခင်ဗျာအမေကတော့ကရင်ဆက်တာပေါ့နော် ျွန်တော်နေတဲ့နေရာဆိုရင်အရာဝတီတိုင်းကနေနေတယ်မိဘကိုကျေးဇူးဆက်ချင်တယ်ဆိုရန်ကုန်တက်လာပြီးအလုပ်လုပ်တယ်ကျွန်တော်စိတ်ကူးတာတော့ရွှေလီဘက်ကိုစိတ်ကူးထားတာပေါ့နော်သွားလို့တော့မရဘူးတရုတ်စာတင်ရမယ်ပေါ့နော်ပြင်မှာတက်တဲ့ခါကျဈေးတွေကြီးတယ်ဈေးတွေကြီးတော့ဘုံချောင်းတွေလိုက်စုံစမ်းတဲ့ခါကျတော့ကျွန်တော်ဘုံချောင်းတစ်ခုတွေ့တယ်ပေါ့နော်အခုနေတဲ့ဘုံချောင်းကိုတွေ့တယ်တွေ့တဲ့ခါကျတော့တရုတ်စာတင်တယ်နှစ်လောက်မကြာပါဘူးပေါ့နော်တက်သွားတယ်တက်တဲ့အခါလဲကျတော့ကျွန်တော်နေသွားအလုပ်လုပ်မယ်လဲဆိုတော့ဆိုတော့ဒီကဆရာဆရာမတွေကနေမှာဘာမလုပ်နေတော့ငေါ်ရွေးအเจ้าမှာပဲအများအကျွ ိုးအတွက်လုံရင်းနဲ့ပဲဘဝကိုအဆုံးတက်လို့ရတယ်သူများကောင်းကျိုးအတွက်ကိုလှုပ်လို့ရတယ်ဆိုပြီးတော့ကျွန်တော်ခုံမွေးစားထားလိုက်တယ်ပေါ့နော်အဲ့မှာတဆင့်ပြုံစကားတွေတင်းတင်းနဲ့အဲအများပရာဟိတာအကျိုးကိုလုံရင်းနဲ့အခုတတိတော့ဒီကျောင်းမှာရှိနေပါတယ်ကျွန်တော်ကတော့ပြောမယ်ဆိုရင်43နှစ်ပါ ကျွန်တော်ကတော့အကြောင်းကမွေးပေးလိုက်တဲ့ပညာရည်နဲ့ပေါ့နော်အများကိုတွေ့ပရာဟိတလုပ်ပေးကမယ်အများအကျိုးတည်ပို့ရမယ်အဲ IT စိတ်နဲ့ပဲကြောက်မှနေတယ်ဘာလို့ကျွန်တော်ကအခုလောလောဆယ်တော့ပြည်သူရင်မြေမှာဆိုရင် အများပြည်သူအဲကျမ်းမာပါစေဆိုတဲ့ပရာဟိတအက္ခစာကွင်ကိုထောင်ထားတယ်ငါးနာရီမထိုးခင်မှာဆိုရင်ပြည်သူရင်မြေရောက်တယ်ပြည်သူရင်မြေရောက်ပြီဆိုတာနဲ့ကျွန်တော်ကအဲအားလုံးကို လေ့ကျင့်ခန်းနေ အဲကျမ်းမာရေးလှုပ်ရှားမှုတွေကျမ်းမာရေးပိုင်းဆိုင်ရာလက်ကျင်ခံမှုတွေစိတ်ပိုင်းဆိုင်ရာ အားဖြည့်မှုတွေအဥ္စာတွေတဘာဝတစ္ဆာတရားရဲ့တစ္ဆာပေါ့နော်အဲ့ဒါတိဖို့အတွက်အဲတဘာဝတရားရဲ့ပါဝါအားတွေကိုအားလုံးနဲ့မြဝေတဲ့ဒါဆိုရင်ကျွန်တော်မနေ့ခင်းလောက်တာတဲ့အလုပ်အကစားပြီးပြီဆိုတာနဲ့ကျွန်တော်ကအကြောင်းကိုပြန်လာတယ်ခလေးတွေအများကြီးရှိတယ်အဲအဲ့အဲ့ခလေးတွေလည်းကိုယ့်ရဲ့ညီကောင်မနှမလို့ထိန်းတယ်အเจ้าမှာတန်ရှင်းပါတယ်လောက်တယ်ပြီးတော့ ဒီဒီเจ้าမှာတက်တက်လို့စားရတယ်လေတက်တက်လို့စားကတော့ခလေးတွေကိုတက်တက်လို့အเจ้าနေတင်ပေးဖြစ်တယ်ပြီးတော့တက်တက်လို့ကိုဘလိုချက်ရင်ဘလိုစီဘလိုအင်အားတွေရှိပြီးတော့ဘာတွေကောင်းတယ်ဆိုတာကိုချက်လဲချက်တယ်တင်လဲတင်တယ်စီကိုင်းပန်းဆိုင်ရတယ်တင်ပေးတယ်အပြင်ကပေါ်တော့ဓမ္မမိတ်ဆွေဘာတွေလာတယ်ဆိုရင် သူတို့ကိုတက်တက်လို့အเจ้าနေကို ပြပေးတယ် ပြောပေးတယ်အများအကျိုးကိုလုပ်နေတဲ့ဟာပရာဟိတတွေမှာလဲတိုင်အားတိုင် ကိုယ့်ရဲ့မေတ္တာစိတ်ကိုအခြေခံထားပြီးတော့အများကောင်းကျိုးဖြစ်ဖို့အတွက်အားလုံးကိုလှုပ်ပေးတယ်။အော်ပြီးတော့ညနေဆောင်ပြီးဆိုရင်ကလေးတွေကိုအဲပြီးတော့ကျမ်းမာရေးပျော်ရွှင်ပွဲရာအဲအကတွေတင်ပေးတယ်မြန်မာအကတွေအတိုင်းသားကတွေတရုတ်ကတွေအမျိုးမျိုးပေါ့နော်ကလေးတွေကိုပျော်ရွှင်စေဖို့အတွက်အဲအကတွေတင်ပေးတယ်ပြီးတော့ကိုရီးယားဒါတရုတ်ဘုံเจ้าမှာနေတဲ့အတွက်ကြောင့်နိုင်ငံတကာရဲ့အတိပိုင်းဆိုင်ရာကိုတိုးတက်ဖို့အတွက်တရုတ်စာအုပ်တွေမြန်မြန်လေးလာတယ်ကျွန်တော်ရဲ့ ဟိုဘောတနေတာလေးပေါ့နော်ဘုံเจ้าနေနဲ့အမတ်တရားဆိုရင်ကျွန်တော်ကဆိုရင်မိဘနှစ်ပါးမရှိတော့ဘူးလေကျွန်တော်ဘုံเจ้าမှာစပြီးနေတဲ့ကွာပေါ့နော်ကျွန်တော်ရဲ့အဲဘဝတဆစ်ချိုးအောင်မြင်မှုပေါ့ပေါ့နော်စလိုက်ပြီးရတယ်ဘုံเจ้าမှာပညာတွေကတင်ပေးတယ်စိတ်ပိုင်းဆိုင်ရာလူရဲ့ခြင်းဝန်ပိုင်းဆိုင်ရာ တဘာဝလောကကြီးမှာရှိတဲ့သစ္စာတရားပါဝါးတွေပြီးတော့ကျွန်တော်တို့နိုင်ငံခြားသွားတဲ့အခါကျရင်လည်းနိုင်ငံတကာကစုံတော့သူတို့မှာရှိတဲ့အတတ်ပညာတွေအသိပညာတွေကိုလည်းကိုယ်သင်ယူလို့ရတယ်ရတဲ့အခါကျတော့အတ္တိအတတ်ပညာအသိပညာတွေနဲ့ကိုယ့်ရဲ့စေတနာမေတ္တာနဲ့ပေါင်းပြီးတော့အများအကျိုးကိုတည်ပို့လို့ရပါတယ်ခင်ဗျာ ျွန်တော်ကနိုင်ငံချမ်းမှာပညာသွားတင်နေဆိုကြကျွန်တော်တို့ရဲ့လူရဲ့ကျင့်မှုပိုင်းဆိုင်ရာတွေကိုကျွန်တော်တို့ဟိုတခြားဘာသာရဖြစ်တဲ့တရုတ်ဘာသာနဲ့သွားလေ့လာရတယ်။အဲအကြောင်းတော်ကြီးကနေသင်ပေးတဲ့ပညာရဲ့အစုံဘတ်စုံပေါ့နော်စိတ်ပိုင်းဆိုင်ရာအတတ်ပညာပိုင်းဆိုင်ရာအပရာဟိတကိုဘယ်လိုလောက်ခံမလဲဆိုတဲ့ပညာအဲအခါဒီကိုအမျိုးမျိုးသောသင်တန်းတွေကိုတားလို့တက်ရပါတယ်။ ်အထူးသဖြင့်တရုတ်စာကိုတအားများများဖတ်ကြတာပေါ့နော်ကျွန်တော်တို့မသိတဲ့အပြင်ရဘူးတူတာတွေအများကြီးရပါတယ်အဲတရုတ်စာကကျွန်တော်တင်ပါခင်ဗျတရုတ်စာကကျွန်တော်ဘာကြောင့်တင်ရလဲဆိုတော့တရုတ်စာကပြောမယ်ဆိုရင်ပေါ့နော်ဒုတိယနေရာကလိုက်တယ်ကျွန်တော် င်ကိုကိုကဘာသာစကားကိုလေ့လာတင်တော့ကြိုက်တယ်ခင်ဗျဒီနေ့ခါကြကြကြတော့တရုပ်စာတွေတင်တဲ့ခါကြရင်ဘာပြောမလဲကိုယ် level တစ်ခုကိုပေါ့နော်အလိုအလျောက်ကိုရောက်သွားတယ်မြန်မာပြည်မှာပဲအလုတ်ပဲလှုပ်လှုပ်နိုင်ငံခြားမှာပဲအလုတ်ပဲသွားလှုပ်လှုပ်တရုပ်စာတချင်းအားဖြင့်ပင်မမ်းမဲ့နေရာမှာမပင်မမ်းပဲနဲ့အလုတ်တစ်ခုလည်းလွယ်လွယ်ကူကူလုပ်ရမယ်ပြီးတော့တခြားကဘာသာပြန်မရှိဘဲနဲ့ကိုနဲ့ direct ဆက်သွယ်ရတဲ့ခါကြရင်ကိုအတွက် ေါ့နော်အဆင်ပြေမှုများများစွာရရတယ်ကျွန်တော်တရုတ်စာတင်ပြတဲ့အခါကျတော့လေကျွန်တော်ကြတော့ကျွန်တော်တင်ခဲ့တော့ငါဆိုရင်အခက်ခဲအများကြီးရှိတယ်အကြောင်းမို့ကျွန်တော်အတ္တိစိတ်နဲ့တင်ပြီးတော့တရုတ်စာကိုမတက်တက်အောင်တင်တယ်ကျွန်တော် တင်တဲ့ခါကျရင်စကလုံးတစ်လုံးတစ်လုံးတစ်လုံးစီချင်းကိုမြန်မာလိုရှင်းတယ်မြန်မာလိုရှင်းတယ်ပြီးရင်နှလုံးပေါင်းတယ်ကိုရှင်းတယ်သုံးလုံးပေါင်းတယ်ရှင်းတယ်လုံးလုံးပေါင်းတယ်ရှင်းတယ်ကြောင်လုံးကိုရှင်းပေးတယ်အဲ့လိုရှင်းတဲ့ခါကျတော့ကျွန်တော်သူတို့တက်သွားတဲ့ခါကျရင်ကျွန်တော်လည်းပျော်တယ်သူတို့လည်းတက်တယ်အဲ့ကြောင့်မို့ကျွန်တော်တရုပ်စာကိုတင်တယ်လေ့လာတယ်ဘာသာပြန်နေလဲလုပ်တယ်အများအကျိုးကိုတကယ်လို့သူတစ်ဖက်ကလာအကူအညီလာတောင်းနေဆိုရင်ကျွန်တော်ပရာဟိတစိတ်နဲ့အကုန်လုံးကိုလိုက်ပြီးကူညီပေးပါတယ်ခင်ဗျ ဒီပရာဟိတအကုန်လုတ်ပြီးတဲ့အခါကျကျွန်တော်အိုင်အားသလိုအိမ်ဒီမှာလည်းလိုက်တင်ပေးတယ်။ကျောင်းဒီမှာလာပြီးတော့လည်းတင်တဲ့အခါကျတော့လည်းလက်ခံပြီးတင်ပေးတယ်။တချို့ကျတော့အရေးပေါ်ပေါ့နော်။အဲရက်နည်းနည်းပဲရှိတယ်လို့ရှိလို့တင်ပေးပါဆိုလည်းတင်ပေးတယ်။အဲကျွန်တော်ကတော့အဲ့လိုတင်ရင်တင်ရင်နဲ့ပဲအများကျိုးကိုတည်ဖို့နေတာပါခင်ဗျ။ပြီးတော့ကျွန်တော်တို့ပရာဟိတလုတ်တဲ့အခါကျတော့အများအကျိုးကိုလုံနိုင်လေ ိုယ်စိတ်ကပျော်လေအများ အစင်ပြေသွားတဲ့ခါကျရင်ကိုယ်လည်းဟိုတူပျော်တယ်ပေါ့နော်ရှိစေပြီးတော့ကျွန်တော်ကဘာတွေလှူဆောင်သွားမလဲဆိုရင်အခုကျွန်တော်ပညာတော်တင်သွားမယ်ကျွန်တော်ကအခုပုံမှန်နေကတော့ရန်ကုန်မှာပဲပရာဟိတာနဲ့ကျမ်းမာရေပျော်ရွှင်ခြင်းတွေကိုပြရတယ်ပြန်လာပြီဆိုတာနဲ့ကျွန်တော်ကမြန်မာပြည်မှာ လိုအပ်နေတဲ့နေရာတွေမှာအဲပရိုက်တာတွေကိုဆက်လုပ်ပါမယ်အများအများတကာမှာဘယ်နာလိုအပ်နေလဲလိုအပ်နေဆိုတော့ကျွန်တော်တို့ဒီအဖွဲ့အစည်းတွေအဖွဲ့အစည်းအင်အားတွေကိုယူပြီးတော့အားလုံးကိုပဲကူညီသွားပါမယ်ခင်ဗျာဖြစ်ဆက်ပြောချင်တာကတော့ကျွန်တော်ကတော့음နေ့စဉ်နေ့တိုင်းပေါ့เนาะစိတ်ကော ခန္ဓာကိုယ်ရောအဲခန္ဓာကိုယ်ကျမ်းမှာဖို့ကတော့ဘောနော်လေ့ကျင့်ခန်းတွေလုပ်ကြပါเนาะစိတ်ပိုင်းဆိုင်ရာအဲလှပဖို့ရှင်သန်ဖို့ကြတော့မေတ္တာတရားလေးတွေမြင်များထားပေးပါ အများအကျိုးကိုတည်ပိုးနိုင်တဲ့ပရာဟိတတွေမှာမြများလေးပါဝင်ပေးပါ အများတကာနဲ့ပါဝင်လှူရှားတော့မယ်ဆိုရင်ကိုယ့်ရဲ့စေတနာမေတ္တာအဲသဘောထားသူများဘုံအကောင်းမြင်တဲ့စိတ်ကလေးတွေမြများလေးမွေးပေးပါလို့ပြောချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးတင်ပါတယ်